ကျွန်တော်ဒီပြင်းမနာမြို့တစ်တော့ကျောင်းမှာတောအုပ်ဆံမဲပွဲကိုအောင်မြင်ပြီးနောက်ထိုအခါကမိုးကုတ်နေယခုကတားနဲ့အပါအဝင်ဖြစ်တော့မြတောင်ရွာ၌တောအုပ်အဖြစ်နဲ့ခံထားခြင်းခံခဲ့ရသည်ဖြစ်ရာပေါ်ပြလက်တန်တော်သူဆန်းလာသောအဖြစ်ပြက်များမှရွှေလီချောင်းတို့ပထမအချိန်တောတက်သွားရ၌ကြုံတွေ့ခဲ့ရသောအဖြစ်ပြက်များဖြစ်လေသည်ရွှေလီချောင်းပေါ်၌ရှိသော လေဘူရွာနှင့်ဟင်းသာရွာတို့မှခုနှစ်မိုင်ခရီးမြတ်ဝေးกว่าသည်ဖြစ်ရာ လက်အောက်တော်ကောင်း၂ယောက်နဲ့အစီခံများကိုလဲနှစီနဲ့ခက်စောစောကပင်သွားစီနေ၍ကျွန်တော်မှမူ၅နာရီကြောချိန်တွင်မှ မြင်းတစီနဲ့တယောက်ထဲဆိုင်းလာခဲ့လေသည်လေဘူရွာမှထွက်ခါနီ၌မိုးတိမ်များတက်လာသည်ကိုမြင်ရသည်ဖြစ်သောကြောင့်လေဘူရွာတကြီးကမနက်စောစောမှထွက်ခွာရန်တားဆီးတော်လဲနောက်တနေ့၌ညတောင်ရွာသို့တစ်တော်ဝင်ရောက်မည်အကြောင်းကိုတည်င်းရသည်ဖြင့်ထိုနေ့အတွက်ခရီးပြင်းလွန်မည်ကိုစိုးရိမ်သောကြောင့် ထိုည၌ဟင်းသာရွာသို့ဆုတ်၍အိယံအကြံနှင့်ဇော့အတင်းပင်ထွက်လာခဲ့လေ၏။နမိုင်ကြော်ကန့်မြဆိုင်းလာခဲ့မိလေလျင်စင်တိုင်းလဲမရွာတတ်သောမူသည်ထိုညနေနိုင်မူကားညွညွမိုင်မိုင်စင်ပြင်လျက်ရှိသော တိမ်ခဲများနှင့်လိုက်ရောအောင်တဲတဲမဲမဲရွာသွန်း၍ချလီရကလမ်းကုန်မြမမြင်နိုင်လောက်အောင်မိုးပေါက်ခြင်းဆက်ဆက်မတက်တဖြောင်းဖြောင်းတဝေါ်ဝေါ်မြည်ဆင်းလာခဲ့လေ၏။ထိုအချိန်ခါမှာမိုးဥကြရာသီလည်းဖြစ်လေရကား လျက်စစ်တို့သည်အထက်ကောင်းကင်မြေ၌ကြောက်ခမန်းလေးလေးရှိသည့်တိုင်အောင် တပြောင်ပြောင်တလက်လက်တဖြက်ဖြက်တဝင်းဝင်းလင်းကနေလက်ကနေရှိနေသည့်အပြင်ပြင်းထန်လာသောမိုးချုံတန်တို့မှလည်းမရက်မစဲဂျုံကနေချိန်ကနေထစ်ချုံလျာကကျွန်တော်ဤမြင်သည်တောကောင်းသောမြင်းဖြစ်ပါလျက်ရှေ့သို့မတွန်းဝင်ကမန်းတွန့်ကနေယွန့်ကနေဖြစ်သွားရှာ၏။သုံးမိုင်ခန့်ကျော်လွန်၍လန်တဝက်ခီးသို့ရောက်လက်တော်မိုးသည့်အတန်ငယ်ဆဲသွား၏။ တဖွဲပွဲများသာကြံတော့သည်မှန်တော်လဲလျက်စီးများနှင့်မိုးချုံးတံများမှမူမကျေနပ်သေးသောလက္ခဏာနှင့်ရွာသွန်းအံတကားဟုအာယူနေသောအလားကဲသို့ဂျိုးဂျုံချင်းချင်းတရင်တိန်မြည်လျက်ပင်ရှိနေသည်ဤကျွန်တော်၏အဝတ်များမှမူရွှဲရွှဲဆိုလျက်ရှိသဖြင့်ဒီကိုယ်လုံးမှလည်းခိုက်ခိုက်တုံလျက်ရှိကလေးပြီကျွန်တော်သည်တောင်ကုန်းကလေးတစ်ခုပေါ်သို့မြင်းနှင့်ဆိုင်း၍တက်သွားမိသည်နှင့်တရိုင်းနှင့်ဘိုးရေဖြက်ကြီးနှင့်တူသောအင်ကြီးတစ်ဆောင်ကိုဘွားကနေတွေ့မြင်ရလျား လာခဲ့စဉ်ကမှထိုအင်ကြီးကိုမမြင်ခဲ့မိသောကြောင့်လမ်းမ၍လာလေသလိုတူဒီမဟုတ်တတိမမူမိသောကြောင့်လီလိုဟုယုံမှားခြင်းဖြစ်လျက်ရှိစဉ်ဝင်းထျံပြက်ကိုကြော်၍ဂုံ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 နှင့်ခမောက်ဆောင်၍ဝင်သွားသောအဖိုးကြီးတယောက်ကိုမြင်ရလေထိုအခါကျွန်တော်ကဒီလဟန်ဟင်းသာရွာကိုသွားတယ်လန်ဟုတ်ရဲ့လားဘာကြီးဟုမေးလိုက်ရာအဖိုးကြီးသည်ကျွန်တော်အားယခုမှမြင်ဟန်နှင့်ရုပ်ကနေလက်ကြီး၍ဟုတ်ပါတယ်မောင်ရင် မိုးတွေကတဲတဲ့နဲ့မီးများလုံရအောင်ဝင်ပါအောင်တော့လားဟုပြော၏တော်ပါပြီဘာကြီးကိစ္စကအရေးကြီးလုံးလို့ဟင်းသားကိုဒီကနေ့ရောက်မှဖြစ်မယ်ဘာကြီးရေသွားသေးပြီခင်ဗျာကျွန်တော်ဒီရက်ထားတော်မြင်းကိုနင်းပြီးအပြုတွင်လျက်စီတစ်ချက် ဝင်းကနေပြစ်လိုက်၍နားပွင့်မတက်စူညံလာသောမိုးချုံးတန်ကြီးကိုကြားရပြီးလျင်မိုးကလည်းဆဲတော်မြီပြုတ်နေရမှတပြောင်းပြောင်းနဲ့ရွာချလာပြန်လေသည်။အော်မိုးတွေထက်သေးလာပြန်ပြီ။ မိုးခိုပါအောင်လားမောင်ရဲ့မနဲ့စောစောမှဆိုင်းသွားလိုက်ရင် မကြပါဘူးမြင်းကလေးကကောင်းပါပြီတနဲ့မြင်းကိုအိမ်အောက်မှာထားတာပေါ့ဝင်ပါအောင်လေမိများလုံရအောင်ထိုကဲ့သို့ပြောနေစင်မှာပင်မိုးသည်တဲဒီထက်တဲလာပြန်လေရာကျွန်တော်သည်စိတ်ပြောင်းလာခဲ့၍အိယာနေရပေးနိုင်ပါမလားပါကြီးအထိုက်လျောက်တော့ပေးနိုင်ပါတယ်မောင်ရဲ့စင်းသာစင်းပါထိုအခါကျွန်တော်သည်မြင်းပေါ်မှာခုံဆင်း၍အိမ်အောက်၌မြင်းကိုချိတ်ထားခဲ့ပြီးလျှင် အဖိုးကြီးနှင့်အတူအိမ်ပေါ်သို့တက်လိုက်သွားလေ၏အိမ်ရှိကန်းသို့ဝင်မိကြသောအခါအိမ်ကြီးမှလူနေထိုင်သောအိမ်ကြီးနှင့်မတူဘဲပိုးမြင်များလည်းအနက်အပြားတန်းလျက်ကျမ်းပေါ်၌လည်းခြေမချဝင်အောင်မြူမုံများဖုံးလျက်ပေရင်ညှက်ပတ်စွာရှိနေသောအဖြစ်ကိုတွေ့မြင်ရလေ၏ထိုချိန်၌ကအိမ်ပေါ်၌မောင်လူမတက်ရှိနေပြီဖြစ်ရာလျက်စီးတစ်ချက်တစ်ချက်ပြစ်လိုက်သောအကြောင်းဖြင့်မြင်ရသောအခြေအနေမှာ တဲခိုခြင်းဝေရာမကောင်းအောင်ညစ်ပတ်ပေးခြင်းလျက်ရှိနေ၏ကျမ်းပေါ်၌ကဆုပ်ပြက်ဟောင်းနှွမ်းလာသော ဖြာအိုကြီးများဖြင့်ခင်းလျက်ရှိရာတရောင်း၌ထက်လျက်ရှိသောခေါင်းအုံးနှလုံးတို့မှစီကြေးများဖြင့်မဲလျက်ရှိနေ၏အိမ်ပေါ်သို့ရောက်တီမှဆ ảy ၍ကျွန်တော်ဤနှာခေါင်းထဲ၌လူမနေသောအိမ်အိုကြီးအနံ့ကဲ့သို့မိုးတူတူရှိသောအနံ့ကိုလည်းခံစားရ၏ထိုတော့အတွင်း၌အဖိုးကြီးသည်အခန်း၏အလယ်၌ဆွဲထားသောမိအိမ်အိုကြီးကိုထွန်းမိဟန်နှင့် မိကြီးကိုကင်ပြီးမှတဲကွာကြတော့ဒီမိမကမိအိမ်နဲ့ရေနံစီထဲ့မထားနှင်းပြန်မယ်ကိုကြွက်လျှောက်ပေါ်ကဖျောင်းနိုင်ကိုသာ ထုံးနှင်းပါတော့မုံရင်ခုပြောသဖြင့်ကျွန်တော်ဒီဓာတ်မိကြီးကိုချိ၍ဖျောင်းနိုင်တိုင်းကိုထုံးညိလေထို့နောက်ကျွန်တော်ဒီထိုဒေတိုက်ထုံးစံတိုင်းကျန်းကိုဖောက်၍လှုပ်ထားသောမိဖို့၌ထင်းများထဲ့ရန်ပြင်ဆင်လျက်ရှိသောအဖိုးကြီးဤမျက်နှာကိုအမတ်တမဲကြည့်လိုက်ရာပါခွက်ခွက်မျက်တွင်းကြကြနှင့် လွန်မင်းစွာပိန်ကြုံလာသောမျက်နှာတွင် မျက်လုံးနှလုံးတို့သည်ဖြူဖြူဖွေးသောမျက်ခုံးတို့၏အောက်၌အယောင်တလက်လက်ထွက်နေသည်ကိုတွေ့မြင်ရ၏ထိုခါ၌မူကားကျွန်တော်သည်အိမ်ပေါ်သို့တက်လာခဲ့မိခြင်းကိုမားကြည်ပြီဟုထင်မှတ်စပြုခဲ့လိမ့်မည်အဖိုးကြီးအမှုအရာနှင့်မျက်နှာသားသည် ထူးခြားလာသည် ဖြစ်သောကြောင့်စိတ်မှနှံ့ပါလိမ့်၏လို့ဟု အောင်းမေးမိ၏မိုးကြိုများထစ်ချုံလျက်ရှိသောညာ၌လူသူမနီးတော်ကြီးတဲ့တွင် ူယူတယောက်နဲ့အတူအင်အိုကြီးတလုံးပေါ်၌နှစ်ယောက်ထဲနေရခြင်းမှာစိတ်ကြည်နူးရွှင်ပြပွေရသောအကြောင်းချင်းရမဟုတ်ပေကျွန်တော်သည်မိမဟုသောစကားကိုတတိယ၍ဘာကြီးတို့လင်မယားနှစ်ယောက်ထဲတောကြီးထဲနေရတာမပြင်းဘူးလားဘာကြီးဟုမေးလိုက်လေထို့တော့အတွင်း၌ကျွန်တော်သည်ဆွတ်ဆိုသော အင်ကြီးများကို ချွတ်၍ညစ်ပြီးလျင်မိကင်လျက်ရှိ၏မပြင်းမောင်မောင်ရဲ့ လူအားများသာလျင်ပြင်းတာကျုပ်တို့ကတော့အလုတ်လုတ်ရလို့ဖက်ဖက်မောလို့ပြင်းဖို့သတိမရနိုင်ပေါ့။ဘာကြီးတို့ကဘာလုပ်တလဲ။ထင်းခုတ်တာပေါ့။အတော်ကြီးကဘယ်မှာလဲ။လာပါလိမ့်မယ်ကျုပ်ရောက်မယ်မသိသေးလို့ပါ။ကျုပ်လဲမောင်နဲ့မှအတူတူရောက်တာပဲမောင်ရဲ့။ဟောဟုတ်ကဲ့လားဗျ။ဒုက္ခနာ၌အဖိုးကြီးသည်အကြောင်းမဲ့တသက်ဟဟပပရေမောလီယာကျွန်တော်မှာအံ့အာတင်လျက်ငေး၍ကြည်နေရလိမ့် အပြင်၌က မိုးကြိုးများသည့်ရှေးကထက်ပြင်းထန်စွာ မရက်မနာထစ်ချုံ၍မိုးသည်လည်းရေအိုးမှတွန်းလောင်း၍ခြားပြီးတကယ်သို့တဝောဝောရွာချလျက်ရှိ။ကျွန်တော်သည်အဖိုးကြီးထူးခြားသောရေမောခြင်းကိုစိုက်ငေး၍ကြည်နေစဉ်မိမတစ်ယောက်သည်ကျွန်တော်တို့ရှိရာသို့ရောက်လာ၍ကျွန်တော်အားအလျင်ဂယူးမဆိုင်ပဲပြင်းစွာကြောက်ရွံ့ထိတ်လန့်သောမျက်နှာထားနှင့်အဖိုးကြီးကိုသာလျင်စိုက်၍ကြည်နေလေ။ထိုမိမမှာအသက်30ခန်းမြတ်သာရှိ၍ တောရွာတဘာဝအလျောက်တနာကမရှိသောရုပ်အစင်းရှိလေသည်မိမဥဒါကောင်ဒီနေ့ပြန်လာမယ်လို့ကြုံမထင်မိဘူးအလုတ်များတော်တော်ပြီးခဲ့ရဲ့လားသူကြီးရက်ဆက်စွာသောကြည်ချင်းဖြင့်မပြီးခဲ့ဘူးမရအောင်မေလို့ပြန်ပြေးလာခဲ့မိကွက်များရေနံစီတောင်ထဲ့မထားနိုင်အောင်ဘာရီမြန်အလုတ်ရှုပ်နေလို့လဲစိတ်မဆိုးပါနဲ့ဥဒါကောင်ကြုတ်သွားထဲ့ခြင်းပဲ ထိုမိမသည်မိအိမ်ကိုယူ၍ထွက်သွားမည်အပြုတွင်လူကြီးကဆွဲထား၏နေပါစေမိလဲနာမကောင်းဘူးမောင်နှဲကစောင့်ရတာကောင်းပါတယ်ဗာများစောင့်เสียရရှိလို့လဲဦးသားကောင်းရဲ့လူကြီးသည်အမေးကိုမဖြေဘဲရေမောနေပြီးနောက်မိမကိုပွေဖက်နန်းရှုံလျာကျွန်တော်မှာအနေရကြက်လျက်ရှိပြီးလူကြီးသည်ကျွန်တော်အမေးလျော့နေဟန်ရှိ၍မိမကမူအလင်းမြင်ဟန်လက္ခဏာမရှိချေ။ ထူဆန်းသောအင်ဂျင်နှင့်ထူဆန်းသောလင်မယားဗေဒီဟုအောင်းမေမိ၎င်းတို့နှစ်ယောက်သည်မိဖို့အနည်းတွင် အတူထိုင်လျက်ရှိကြစဉ်လူကြီး၏မျက်နှာထား၌မတင်ကားသောအချင်းအရာကို၎င်းမိမ့်မတ်၏မျက်နှာထား၌စိုးရိမ်မကင်းရှိသောအချင်းအရာကို၎င်းကျွန်တော်တွေ့မြင်ရ၏ထိုခဏ၌အိမ်နောက်မှဝုန်းကနေမြည်သော တကားသံကိုကြားရသဖြင့်မိမ့်မတ်ကဘာသာမလေးဟုပြောလျက်ထားမြည်ပြုလျာလူကြီးကဘာမှမဟုတ်ပါဘူးလေတိုက်တာပါ ရေမှန်ငါတို့အပြင်ဘသူရှိသေးတယ်လဲဟုပြော၍အတင်းဆွဲထားလေ၏ကျုပ်သွားပြီးကြည့်ပြရစီဦးသားကောင်လေတွေတိုက်တာကျုပ်တိတ်ကြောက်တယ်မင်းကြောက်တယ်မှန်ဒီလိုငါဒီကနေ့ပြန်လာခဲ့တာပေါ့လူကြီးလဲရေမောပြန်လေရာမိမ့်မမှမူနေမထိထိုင်မထိရှိနေလေ၏ငါပြန်လာတော့ဝမ်းသာရဲ့မဟုတ်လားမေဖြူဝမ်းသာတာပေါ့ဦးသားကောင်ချမ်းလိုက်တာအင်ကြီးထက်ပြီးဝယ်ရှိဦးမယ်မိမ့်မသည်ထမြီပြုတ်တော့အခါ လူကြီးသည်ဆွဲ၍ထား၏မိမသည် နောက်ဖေးတကားစီသို့မျက်လုံးများပြူးထွက်မတက်ကြည့်လျက်ဟစ်အော်မည်ပြုလျာလူကြီးကပါဇက်ကိုပိတ်ထားလိုက်၏ထိုတော့အတွင်၌အိမ်နောက်မှတက်လာသောခြေတံများကိုကြားရပြီးနောက်အသက်20ကျော်လူငယ်တယောက်သည်နောက်ဖေးဘက်မှအိမ်ရှိကန်သို့ထွက်လာ၍အဖြူအိုးဖြူဘယ်မလဲဗျထူးပါအောင်ပုံမနေပါနဲ့ဟုဟစ်အော်၍ခေါ်လျာလူကြီးနှင့်မိမတို့မှာ တကားနောက်မှပုံကွယ်နေသောကြောင့်ထိုလူကမမြင်ကြီးစင်စစ်မှာလူကြီးသည်မိမကိုတကားနောက်သို့ဆွဲခေါ်သွားခြင်းဖြစ်လေသည်အခန်းတွင်သို့ဝင်လာသည်နှင့်တပြိုင်နက်တကရွဲ့နောက်မှပုံနေသောလူကြီးသည်ထိုလူငယ်၏ပခုံးကို ဆွဲကင်လိုက်ရာထိုသူငယ်မှာမျက်လုံးများပြူလျက်လန့်သွားလေ၏လူကြီးဟဲ့လူဒီမလေးမင်းဖြူဘာမျက်လုံးပြူစရာ ရှိသလဲပြောစရာရှိရင်ပြောလေလူငယ်တေကန်ကြီးရွယ်မှာ သူတစ်ပါးကိုတပည့်ရိုက်ဖို့အချင်းနဲ့ခမည်းကပြန်လာတာပေါ့လေလူကြီးမင်းကငါအိမ်မှာမရှိဘူးထင်လို့အချောင်ကုတ်ရအောင်အချင်းနဲ့လာတာပေါ့လေလူငယ်ငโกကလေးကကြုံနဲ့ချစ်ကြိုက်နေတဲ့ရည်စားကိုငွေရုပ်ကလေးနဲ့ရောက်ခမကြီးကြီးများပြီးခမည်းကအချောင်ထုတ်သွားတာမဟုတ်လားလူကြီးဘာပဲဖြစ်ဖြစ်မဲဖြူဟာငါမရငါမရှိတော့မှမင်းကဘာလာပြီးလုံမကြမ်းတယ်လေလူငယ် မိုးရေရွာနေလို့မှဝင်ပြီးမိုးမခိုရဘူးလားဗျ။အလူကြီးနေငါ့ကိုမညာနဲ့ဘဲကမိုးခိုမလို့မှမဟုတ်ဘူး။ငါမရှိဘူးမဲ့လို့ငါမရကိုနေကြာခိုမလို့လာတာငါသိတယ်။ထိုတော့အတွင်း၌မိမသည်ထိတ်လန့်တုန်လှုပ်တော်အမူအရာနဲ့ဖယံကိုမိက လူကြီးဤမျက်နှာနဲ့လူငယ်ဤမျက်နှာကိုတယောက်တလဲစီလမ်း၍ကြည်ရင်ကုတ်၍နေလေ၏။ထိုအခါကျွန်တော်သည်လင်ကြီးနှင့်လင်ငယ်တို့ တပ်ပုတ်ကြတော့မြည်ဖြစ်ကိုသိမြင်သဖြင့်ဖြံဖြေလိုသောအကြံနှင့်ဂျောင်းထဲမှထွက်လာ၏တောက်မှန်ပြစီဘာကြီးရဲ့ပြုเสียရှိရင်တရားဥပဒေအတိုင်းပြုကြတာပေါ့ဒေါသအလျောက်ထင်မိထင်ရပြုကြရင်အလုံးဒုက္ခရောက်ကုန်ကြပါလိမ့်မယ်ဘာကြီးရဲ့ဟုပြောလိုက်၏ထိုအခါဥတကောင်သည်ကျွန်တော်ဤမျက်နှာကိုစေးစေးကြည့်ကရေမောလျက်ဘယ်ကမဟောတရာလောင်းဝင်ရှုပ်နေပြန်ပါလေဟေးနဲ့ကျော်ဒီလူကမင်းရှိနေလားကွာ ငါကမိဖြူကိုကွာပစ်လိုက်ရင်မင်းကယူဖို့ကြံတယ်ပေါ့လေမင်းလောက်များပါလို့ကွယ်ဟုပြောပြောဆိုဆိုနဲ့နှက်ကြော်ဤလေဘင်းကိုကင်ဖန်းလေရာနှက်ကြော်သည်ဥတာကောင်ဤမျက်နှာကိုလက်သီးနှင့်ထိုးလိုက်၏တို့ရတွင်ဥတာကောင်သည်နာကျင်ဟန်လက္ခဏာမရှိမိမိအားတစ်ချက်ပြီးတစ်ချက်ဆက်လက်၍ထိုးတက်နေသောလက်သီးချက်များကိုအလင်းကယူးမဆိုင်ဘဲနှက်ကြော်ဤလေဘင်းကိုသာလျင်မလွတ်တမ်းညစ်ဖြစ်လေရာလူနှစ်ဦးတို့မှထိုမှဤမှရိန်ထိုးလျက် လဲလူလဲလူနဲ့တရင်တရင် ဖြစ်နေကြလိမ့်ဤအဖြစ်၌ကမိုးပေါက်တို့သည်တပြောင်းပြောင်းရွာချလျက်လျက်စစ်များနှင့်မိုးချုံတန်တို့မှလည်းဝင်းကနေဂျိန်ကနေမရက်မစဲတစ်ချုံလျက်ရှိဥတာကောင်သည်နှက်ကြော်ဤလဲပင်ကိုတခဏလေးမြမလွတ်စေဘဲခိုင်မြဲစွာဖြစ်ညစ်ထားလျာနှက်ကြော်ဤလက်သီးများမှလည်းလူကြီးဤမျက်နှာ၌တရဇက်ထိမှန်လျက်ရှိလိမ့်ဤတို့ရတွင်နှက်ကြော်ဤလက်သီးချက်များသည် တစ်ချက်ထက်တစ်ချက်ပြော့၍ပြော့၍လာခဲ့လိမ့်မည်။ထိုအချင်းအရာကိုကျွန်တော်သိရှိရသောအခါနတ်ကျော်မှာလေပင်အစ်လာပြီဖြစ်တော်ကြောင်းတေရှာကြည်တော့မည်လို့ဟုဆိုရင်မည်။ထိုခဏ၌တကားထောင်းတွင် ကောက်လျက်ရှိသော မိမသည်ဂျောင်းထဲမှရုတ်တရက်ထက်လာ၍ကျမ်းပေါ်၌ဒူးထောက်ပြီးလျင် လူကြီး၏ဒူးနှစ်ဖက်ကိုနောက်မှတိမ့်၍ဖက်လိုက်ရာလူကြီးမှာခြေထောက်နှင့်ကျန်လွတ်သွား၍နှက်ကြော်၏လေပင်၌ဖြစ်ညစ်ထားသော လက်ကြောင့်သာလျင်မလဲကျပဲရှိနေလေ၏။ ရင်းတို့ရှိနေရာတွင် လူကြီးသည်လက်ရပဲလက်ကိုနှက်ကြော်ဤလယ်ဘေးမှရုတ်တရက်ဖြုတ်ပြီးနောက်ခါတွင် ထိုးထားသောတံမြောင်ကိုလင်းမြန်းစွာနှုတ်ယူ၍ကျွန်တော်ဆွဲဖို့အချိန်မရမီနှက်ကြော်ဤရင်ပိုင်း၌ထိုးဆိုင်လိုက်ရာသုံးယောက်သားတို့မှကျမ်းပြင်၌အယုတ်ကျိုးပြတ်တဲ့ကဲ့သို့လုံးထွေးစုပုံကကြသွားကြလေ၏။နောက်တစ်ခဏ၌လူကြီးသည်ကျမ်းပေါ်မှလူလဲကထားလိုက်ရာနှက်ကြော်မှမူရင်ဝတွင်တံမြောင်တန်းလန်းနှင့်ပက်လက်လန်လျက်ကြံနေရစ်လေ၏။ မိမသည်နတ်ကျော်၏အနီး၌ဒူးထောက်ကရင်ကို ထုလျက်ရှိစဉ်လူကြီးသည်မိမကိုကလေးတစ်ဖွဲထမ်းပြီးလျင်ခြေနှလန်းသုံးလန်းဖြင့်အိမ်ပေါ်မှ ခုံပေါက်ကြော်လွားဆင်းပြေးလျာကျွန်တော်မှကြောင်တောင်ငေးလျက်ကြည်နေမိလေ၏တို့ရတွင်ကျွန်တော်သည်ချက်ချင်းပင်တရိယာ၍တယောက်ပြင်နှစ်ယောက်အသက်ဆုံးရှုံးရခြင်းမှကာကွယ်အံ့ဟုအကြံနှင့်အိမ်ပေါ်မှ ပြေးဆင်းလာခဲ့ပြီးလျင် လူကြီးဤနောက်သို့လိုက်လေ၏ လူကြီးမှမူပခုံးပေါ်၌ထန်းထားရသောမိမ့်မိုက်၏အလေးကိုဂယူးမဆိုင်ဟန်နှင့် ဝင်းထရန်ကို ခုံလွှား၍တောသေးသို့ဝင်ပြေးလျာကျွန်တော်မှ လေကားသို့ရောက်သောအခါ၌ရေးရေးမြသာမြင်လိုက်ရလေတော့၏လူကြီးသည်လေဘူရွာဘက်မှကျွန်တော်လာခဲ့သောလမ်းတစ်လျှောက်လင်းမြန်စွာပြေးသွားလျာကျွန်တော်လည်းနောက်မှအော်ဟစ်ကာလိုက်ပြေးလေ၏ကျွန်တော်သည်တက်နိုင်သမျှအစွမ်းကုန်ပြေးပါညာလေထိုနေ့တစ်နေ့လုံးတောထဲ၌ခရီးပြင်းလမ်းလျှောက်ခဲ့ရခြင်းအတွက်ကြောင့် ခြေတလုံးများတောင့်လျက်ရှိသဖြင့်လူကြီးကိုမမီနိုင်မရှိလူကြီးမှမူကလေးတယောက်ကိုထမ်းပြေးရပြီးတကယ်သို့ပေါ်ပါခြင်းဖြင့်တင့်ငုံများခလုတ်များကိုလွားကနေလွားကနေခုံပေါက်ကြော်လွား၍ကုံမြင့်သို့တက်ပြေး၏ကျွန်တော်အားလည်းအလျင်ကယူမဆိုင်လဲ၍မျှလည်းမကြည့်ချေလူကြီးပြေးလွားရအရက်ကိုမြင်ခြင်းအပြင်ကျွန်တော်သည်၎င်း၏အကြံအစီကိုရိပ်မိသဖြင့်ထိုနေရာသို့မရောက်မီမိနိုင်စေခြင်းကား ဟစ်អော်ခြင်းအပြင်လေမကုံစီပဲစိတ်စိတ်သာလျင် နောက်မှအစွမ်းကုန်လိုက်ပြေးလေ၏။ဂုံထိတ်သို့လူကြီးရောက်သွားသောအခါ၌ကျွန်တော်မှနောက်မှ guide 30ခန်းဝေးသည်၏။ထိုအချိန်ဒီကနေဝင်ပြီးနောက်မောင်လူဆဲဆဲအချိန်ဖြစ်သဖြင့်လူကြီးသည်မိမကိုထမ်းလျက်တောင်ကုန်းထိတ်၌ရက်တက်နေခြင်းကိုအနောက်ဖက်ကောင်းကင်၌ရေးရေးမြသာမြင်ရတော်၏။ထိုနေရာ၌ရက်တက်နေစဉ်လူကြီးသည်ကျွန်တော်မြည်ချိန်မီလို့မြို့ တခဏလေးမြလဲကြည့်ပြီးလျင်နောက်တခဏ၌မိမရောယောက်ျားပါတခါရဲ꽌ပြောက်သွားလေရာမိမကစူးရှသောအတန်ဖြင့်တစ်ချက်တည်းလွတ်ကနေអော်ဟစ်လိုက်တော့အတန်ကိုယခုတိုင်ကျွန်တော်ဤနာ၌ဆွဲလျက်ကြံနေသည်ဤကျွန်တော်သည်ထိုနေရာသို့ယောက်သွား၍အောက်သို့ငုံကြည့်လိုက်သောအခါတွင်ပေတရာထက်မနေနက်လာသောကြောက်ကြီးအောက်တွင်တွင်တွင်စီးဆင်းလျက်ရှိသောစမ်းချောင်းလေးမှတပါအခြားမြည်သည့်အရာကိုမှမမြင်ရကြည် ်ထိုနေရာ၌9မိနစ်ခန့်ကြာအောင်ရက်နေပြီးနောက်ကျွန်တော်သည်မောင်နှင့်မဲမဲရှိသောလမ်းကလေးတစ်လျှောက်ခက်ဖြည်းဖြည်းရှောက်ပြန်လာခဲ့ရာတွင်ကျွန်တော်လက်နေသည့်အတွက်ကြောင့်ယခုကဲ့သို့သုံးလောင်းပြိုင်တေဆုံးရသည်ဟု၍ကိုကိုကိုအပြစ်တင်မိလေ၏ခါတိုင်းမှမူကျွန်တော်သည်မြည်သည့်နေရာ၌ဖြစ်စေလက်နေလာသောလူတစ်ယောက်မဟုတ်ခြင်းကြောင့်ဤကဲ့သို့ဖြစ်ရခြင်းမှာ၎င်းတို့၏ကံကြမ္မာပေလို့ဟု၍လည်းတွေးတောမိ၏ရင်ကဲ့သို့လျှောက်လာစဉ် ကျွန်တော်ဒီ net ကြော်ဤအလောင်းရှိနေသေးသော ထိုအိမ်ပြက်ကြီးသို့မဝင်ဝင်သဖြင့်ယွန်းတွတ်တွတ်ရှိသောစိတ်ဖြစ်ပေါ်လာခဲ့၏တို့ရတွင် net ကြော်မှာတေကောင်းမှတေမီအကယ်၍မတေခဲ့သေးပါလျင် ဟင်းသာရွာသို့မြင်းနှင့်ဆိုင်းသွား၍အကူအညီတောင်းကြည်ဟဲ့ဟူ၍စိတ်ကိုတင်းလျက်ပြန်လာခဲ့၏ထိုအခါ၌ကမိုးသည်လုံးလုံးရက်ဆယ်၍လာဇန်ရှိရဲ့လက်ကလေးသည်တိမ်ပုတ်ကြမှဝိုးဝါးထွက်ပြူလျက်ရှိလေ၏ ခဏများကြာလျင်အဝေးမှလဲသံကြားရလျာကျွန်တော်သည်လမ်းပေါ်မှခိတရရွေ၍နားထောင်စေတွင်လဲသံသည်နီး၍လာသည်ဖြစ်သောကြောင့်အလွန်တရာအားရှိလာခဲ့လေ၏တို့ဖြစ်၍ကျွန်တော်သည်တင့်ငုတ်တို့တစ်ခုပေါ်တွင် ထိုင်လျက်လဲကိုစောင့်ဆိုင်နေခဲ့ရာ၅မိနစ်ခန့်ကြာသောအခါတွင်လဲတစ်စီးမောင်းလာ၍လဲသမားလင်မယားနှင့်အတူလူငယ်လေးတစ်ယောက်လည်းလဲပေါ်၌ပါလာသည်ကိုမြင်ရ၏လဲသမားသည်ကျွန်တော်ကိုမြင်သောအခါရက်တန်း၍တောအုပ်ကြီးမှတ်တယ် တယောက်တည်းဒီအချိန်ကြီးမှာမပါလို့နေပါသေးလဲခင်ဗျာတကူလုံးလဲရွှဲရွှဲဆိုလိုပါလားလဲဘောကြွပါခင်ဗျာကျွန်တော်တို့လိုက်ပို့ပါမယ်ခင်ဗျားတို့ဘေရွာကလည်းကျွန်တော်တို့နန်းပေါင်းရွာကဈေးတယ်တွေပါခင်ဗျာအခန့်တင်လိုက်တာဗျာဥတာကောင်ဆိုတဲ့လူကြီးကနတ်ကြော်ကိုတက်ပြီးသူ့မိမနဲ့သူနဲ့ချောင်းနဲ့ခုံချသွားလို့ဆွဲတာမမီဘူးဗျာလာကြဗျာနတ်ကြော်ကိုသွားကြည့်ကြရအောင်တေကောင်းမှတိတ်မယ်ထင်တယ်လာကြပါ ထိုအခါလဲပေါ်မှာမိမသည် အကြောက်ကြီးကြောက်လာသောလက္ခဏာနှင့်မောင်းမကူကူပေါ်ရဲ့မြန်မြန်မောင်းမရှစ်ကြီးခိုးပါရဲ့ဣတိပိတောဘဂဝါအရဟံစသည်ဖြင့်ဂုံတော်ကို တုံတုံရီရီနှင့်ရွတ်လျာကျွန်တော်မှာအံ့ဩလျက်ရှိ၏ကိုတော့ကလည်းဒီလိုမျိုး မိုးကြီးလေကြီးတိုက်တုံ ဖြစ်တာပဲနော်မတန်ဘယ်တော့ကဘာဖြစ်တာလဲဗျကျုပ်အခုဖြစ်တာကိုပြောနေတာပါဗျ အတော်ဦးကြီးကဒီလမ်းကိုတခါမှမရောက်ဘူးဘူးထင်တယ်။လင်ငယ်လာတာကိုလင်ကြီးကစောင့်ဖမ်းလေတော့မိသွားရောဗျ။လင်ကြီးလင်ငယ်တက်ကြရောလင်ကြီးကလင်ငယ်ကိုဓားနဲ့ထိုးရော လင်ငယ်တီတော့လင်ကြီးကမိမကိုပခုံးထမ်းပြေးပြီးချောင်းထဲခုန်ချသုံးယောက်လုံးတနေ့တည်းတေကြရောဗျ။ထိုအခါကိုပေါ်နဲ့မတ်တန့်လင်မယားနှစ်ယောက်ဒီကျွန်တော်အာမိတို့မြပြန်မပြောသေးပဲ၎င်းတို့နှစ်ယောက်ထဲလဲပေါ်၌တီတိုးတိုင်ပင်ကြလိမ့်။နောက်ဆုံး၌ ်အလဲသမားကိုပေါ်သည်လဲပေါ်မှာဆင်းလွှတ်၍ကျွန်တော်အနီးသို့ချင်းကပ်ပြီးလျင်တောဟုတ်ကြီးကဒီလဲမှာလူတင့်တော့ဟုတ်ပါတယ်ဘာကြောင့်ထက်ထက်မင်းနေပါလဲဗျာဟေးရှင်မမင်းဒိုးနဲ့လိုက်မလားဒီမှာနေရမလားငါစုံစမ်းကျင်နေကွယ်မတော်ပါလိနဲ့ကိုပေါ်ရဲ့တောဟုတ်ကြီးကပြောလို့ယုံမှာမဟုတ်ဘူးကွယ်ခေါ်နေတယ်ဒါဖြင့်မောင်ကြီးသာကိုဖါသာကိုကြွတော်မူပါကျုပ်တို့သားမိနေရပါမယ်မောင် အိမ်ပြက်ကြီးကိုမြင်နိုင်သောနေရာသို့ရောက်ကြသောအခါကိုပေါ်သည်ထန်းထားသောတရှိကိုအစင်းနှင့်ဆုပ်ကင်လျက်အလိုအိမ်ကြီးပေါ်မှာမီးရောင်မြင်ရပါလားတောဦးကြီးမြင်ရမှာဘောဗျကျုပ်ထွန်းခဲ့တယ်မီးပဲယွန်းတွန်းတွန်းလုံးမနေစမ်းမနဲ့အနီးသို့လာကြသောအခါအိမ်အောက်မှာမြင်ပါလားကျုပ်ချိတ်ထားခဲ့တဲ့မြင်းပဲ၎င်းနောက်ကျွန်တော်သည်ရှေ့မှလျှောက်သွား၍ကိုပေါ်သည်နောက်မှလိုက်လာလေ၏လေကားသို့ရောက်လာကြသောအခါ ကျွန်တော်သည်ရှေ့မှတက်သွား၍ကိုဘောကဓားကိုထမ်းလျက်နောက်မှလိုက်လာရာအင်ရှိကန်သို့ဝင်မိကြသောအခါကျွန်တော်မှအံ့ဩစွာနှင့်ရက်တန့်နေမိလေ။အကြောင်းကိုဆိုသောကြွက်လျှောက်ပေါ်၌ကျွန်တော်ထွန်းထားခဲ့သောဖျောင်းနိုင်သည်ကုံလူခမန်ရှိသည့်တိုင်အောင်တောက်လောင်ရဲ့ရှိညာတော်လေ။ကျမ်းပြင်၌ပက်လက်လန်ရဲ့ပြစ်ထားခဲ့သောနတ်ကျော်ဆိုသူ၏အလောင်းမှမူပျောက်ချင်းမလားအစအနမကျန်ပျောက်ကွယ်သွားသည်ကိုတွေ့ရပေသောကြောင့်သည် ဘဲနဲ့လဲကိုပေါ်နှက်ကြော်အလောင်းကိုဟိုဒီနေရာမှာတည်တည်ချာချာကြုတ်မြင်ခဲ့တယ်ဗျဟုတ်မှာပေါ်တော်အုပ်ကြီးသူ့ကောင်းဟာကဟိုဒီခပန်းနားမှာမဟုတ်ဘူးလားခမရဘဲနဲ့ကြောင့်သိနိုင်လေခမရခမရထုတ်ယူသွားလို့လားကိုပေါ်ဒီကျွန်တော်ဤမိကုံးများကိုမဖြေသေးပဲဒီရင်ကြီးမှာထူထူချာချာဘာမှတော်အုပ်ကြီးတတိမပြူမိသေးဘူးလားကျမမှာဖုန်နေဖွေးနေတာတော့ကြုတ်မြင်မိတာပေါ့။မန်နေတော့ကြီးဖုန်နေထဲမှာခြေရကြည့်စမ်းပါဦး။မြင်ရလား ဟုတ်ရကတောအုပ်ကြီးခြေရာတွေပဲဒီပြင်ခြေရာတွေကောခမ။ဟာဟုတ်သားပဲဗျို့ဘယ်နဲ့အိဗယ်လဲကူပေါ။ဥတာကောင်ဆိုတဲ့တစ်တော်ဘူဒရဝံကနှက်ကြော်ကိုတက်ပြီးသူ့မယားရောသူ့ကိုသူရောတခါတည်းတက်တည်လိုက်တာဒီကနေ့၅နှစ်တိတိရှိပြီတောအုပ်ကြီး။ဒါကြောင့်တစ်တော်အရာရှိတွေဒီဘော်တဲမှာမတဲဝန်းတော့ပဲပြစ်ထားခဲ့တာကြာပြီးတောအုပ်ကြီး။ဥတာကောင်တို့လူစုတွေတေကြတဲ့ညနေဟာလေဒီကနေ့ညနေလိုပဲမိုးတွေကရွာ။ လေတွေကတိုက်လျက်စီးတွေတက်လက်လက်နဲ့နှက်ကြော်အလောင်းကိုတောင်ကျွန်တော်တို့ရွာသားတွေလာကြည့်ကြသေးတယ်။ထိုအခါမှာကျွန်တော်မှလွန်ခဲ့ပြီးတော့အဖြစ်အပျက်များကို တွေးမိတိုင်းကြောတွေကစိန်လျက်မြင်းကိုလဲနောက်မှာချိတ်ပြီးလျင်ဈေးတယ်လင်များနဲ့အတူလဲပေါ်မှာစီး၍လိုက်ပါလာခဲ့ရလေသည်တည်း။